ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မြန်မာကုန်ဆောင် Fighter ကြီး Solin ကို ASC အနိုင်ပြလို့ရပါတယ်ဆိုပြီးလေလုံးထွာလာတဲ့ Britain Fighter Liam Harrison ရဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာပြည်သက်တွေအတွက်ချိုင်းနှစ်သက်စိမဲ့ပွဲကြတဲ့ဘက်ကိုဝမ်ချမ်မြန်ရှိကတည်ဝင်ချပြထားခဲ့ပြီးပြီဖြစ်ပါတယ်။အဲဒီပွဲကတော့ပြည်ရင်ဖိုင်တာလီယမ်ဟာရီဇန်နဲ့မြန်မာယူရလက်ဝဲအချောမော်ဖိုင်တာကြီးဆိုလင်းဦးရဲ့ပွဲစဉ်ဖြစ်ပါတယ်။ ိုလင်းဟာရှုံးပွဲတွေဆက်နေသည့်တိုင်အောင်ဖျော်ဖြေမှုအသားပေးကစားတဲ့ fighter တူဖြစ်လို့ promotion ကအတော်ကိုသဘောကျပါတယ်။အဲဒါကြောင့်လည်း American လိုနေရာမျိုးမှာကျင်းပမဲ့ပွဲထိပါပါဝင်ထိုးသက်နိုင်အောင်စီစဉ်ပေးထားတာဖြစ်ပါတယ်။ဒီပွဲကနည်းနည်းပြောစရာရှိပါတယ်။ Liam Harrison ကရိုးရလဝဲကိုပေါ်ပေါ်တင်တင်ဝေဖန်ထားခဲ့တဲ့ fighter တစ်ယောက်ဖြစ်ပါတယ်။အဲဒီ fighter ကတကယ်တမ်းထိုးရတော့ရိုးရလဝဲအချုံမော fighter တုံးနဲ့ထိုးတိုက်ရမှာပါ။ရိုးရလဝဲရဲ့အချုံမော fighter ဒေဝါက လီယမ်ဟာရီဇန်မြန်မာ UI လက်ဝဲကိုဝေဖန်ကလေးကဆိုလင်းဦးနဲ့ပေးတွေ့ခြင်းတယ်လို့ခဏခဏထုတ်ဖော်ပြောဆိုလေးရှိပါတယ်။တကယ်တော့ဒီဒီချိန်မှာတော့ဒေဝါရဲ့ဆန္ဒတွေတကယ်ပြေဝလာပြီပဲဆိုရမှာပါ။အချောင်းရကိုပြန်ဆက်ကြရအောင်ပါ။ပွဲထိုးဖို့လာပေါင်းများသောလိုနေသေးသည့်တိုင်အောင်လီယမ်ဟာရီဇန်ကတော့စပြီးလေတိုက်လာပြီဖြစ်ပါတယ်။သူအနေနဲ့ဆိုလင်းဦးကိုအေးအေးဆေးဆေးအနိုင်ပြလို့ရတဲ့အကြောင်းအခုလိုမျိုးပြောဆိုသွားခဲ့ပါတယ်။ဒီပွဲကကောင်းမွန်လို့နဲ့ပွဲချမ်းတဲ့ပွဲဖြစ်လာမှာပါထိုးသက်ပုံတွေကပြိသက်တွေကိုအပြေးဝဆွဲဆောင်မှုပေးမှာပါ ဒါကိုပြိဿအားလုံးသတိထားမိမှသိကြပါတယ်။သူကကြောက်သားနဲ့ထုထားတဲ့လူလိုပါပဲ။မာကုံကလုံးဝကျွတ်ဆင်ကြီးပါပဲ။ကျွန်တော်ကလို့သူ့ကိုအမှတ်နဲ့အေးစိအနိုင်ပြနိုင်မယ်လို့ယုံကြည်ပါတယ်။ဒါပေမဲ့ decision တင်းဆိုပြိဿတွေကကြိုက်ကြမှာမဟုတ်ပါဘူး။ပြိဿတွေသဘောချနိုင်လို့ကြံပြသွားမှာပါ။ One Championship ကလည်းဒီလိုပွဲစံမျိုးကိုပဲလိုချင်မှာပါပဲ။ပီတာရာကတော့ပွဲတန်ဝဲဖြစ်လာမှာပါလို့ရဲရဲကြီးအာမခံထားရပါတယ်ဆိုပြီးဂျီဒင်းဖိုင်တာလီယမ်ဟာရီဆန်ကပြောဆိုထားခဲ့တာဖြစ်ပါတယ်။ ။ Liam Harrison ကတော့သူ့အနေနဲ့ဆိုးလင်းကိုအမှတ်နဲ့သေချာပေါက်နိုင်မယ်လို့အပိုင်တွတ်ထားပါလိမ့်။ဘာကြောင့်ဒီလိုတွတ်ထားတယ်လဲဆိုတော့ရှေ့ဘွဲကဆိုးလုံးရဲ့ထိုးကွက်တွေကိုကြည့်ပြီးပြောတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်။မြန်မာ fighter တွေရဲ့ technique ပိုင်းအားနည်းမှုတွေကိုအခွင့်အကောင်းယူပြီးသူ့အနေနဲ့ဒီလိုမျိုးအမှတ်နဲ့နိုင်ပွဲယူပြနိုင်တယ်လို့ယုံကြည်ထားပုံရပါလိမ့်။တကယ်တော့သူထင်သားသလောက်လည်းလွယ်ကူနေမှာမဟုတ်ပါဘူး။ လီယမ်ဟာရီဆန်လက်ရှိမှာအသက်39နှစ်အရွယ်ထိတောင်ရှိနေပြီဖြစ်ပါတယ်။ဝမ်းချန်ပီယံရှစ်မှာ6ပွဲထိုးသက်တာပြီး2ပွဲနိုင်4ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားပါတယ်။ရှားလက်ပိုင်းကတော့အရင်ကြီးကောင်းမွန်လွန်းနေတာမဟုတ်ပါဘူး။ဆိုလင်းကလီယမ်ဟာရီဆန်နဲ့ဆိုင်အသက်ပုံနေပါတယ်။ပွဲရကောနောက်ဆုံး၃ပွဲဆက်တိုက်ရှုံးပွဲကြုံတွေ့ထားတဲ့ဆိုပေမဲ့အဲ့ဒီရှုံးနေခဲ့တဲ့ပွဲတွေကလည်းနမိတ်တိုဖိုင်တာတွေကိုပဲရှုံးနေထားခဲ့တာဖြစ်ပါလိမ့် ဆိုလင်းအနေနဲ့တော့ဒီတပွဲမှာအချိန်ကြာကြီးပြင်ဆင်ခွင့်ရှိတဲ့တက်ကြောင့်မလို့ဘလို့တိတိကျကျခီးခီးရောရောနဲ့ဘွဲကိုချင်းကပ်လာမလဲဆိုတော့ကျွန်တော်တို့အနေနဲ့ကျင်းခုံစွာစောင့်ကြည့်ရမှာပါဆိုလင်းအနေနဲ့ဒီတပွဲမှာတော့ hydration test နဲ့ weight ပိုင်းကိုသေချာပြင်ဆင်ဖို့လိုမယ်ထင်ပါတယ်ဘာကြောင့်လဲဆိုအမေရိကန်လိုနေရာမျိုးမှာကျင်းပမှာဖြစ်ပြီးအသလက်တစ်ကော်မရှင်တွေကပါအစဒီပွဲကိုတိကျချင်းကပ်ပြီးကြီးကြပ်သွားမှာဖြစ်တဲ့အကြောင်းမလို့ကျွန်တော်တို့မြန်မာကုန်ဆောင်ဖိုင်တာကြီးအနေနဲ့လဲ hydration test နဲ့ weight ပိုင်းကိုမပေါ်မဆပဲတိကျပြင်ဆင်သင့်တယ်လို့ Jordan 3ပေးထားကြပါတယ်ခင်ဗျာ ိုလန်ုံနဲ့လီယမ်ဟာရီဇန်တို့ရဲ့ပွဲဟာဖိုင်တာတွေနဲ့မဟုတ်ပဲပရိသတ်တွေပါတအုံးအုံးနဲ့ထိကျင်စပွဲကောင်းတဲ့ပွဲတစ်ပွဲဖြစ်လာမှာပါဘာကြောင့်လဲဆိုတော့ယူကလက်ဝဲကိုပေါ်ပေါ်တင်းတင်းစင်ခေါ်ထားခဲ့တဲ့ fighter တူဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီပွဲကတော်တော်ကိုပရိသတ်တွေအနေနဲ့လေဒီပွဲဖြစ်လာတာကိုလေတော်တော်သဘောကျနေပြီပွဲထိုးကြရင်ရောဘလို့အခိုက်အတန့်တွေဖြစ်သွားမလဲဆိုတော့လေရင်ခုန်နေတဲ့ပရိသတ်တွေအများကြီးရှိပါလိမ့်။ဘာပဲဖြစ်ဖြစ်လူမကုံဆောင် fighter တွေကိုအကောင်းဆုံးနိုင်ပွဲပုံဖော်နိုင်ပါစေလို့ပဲဆုတောင်းပေးပါလိမ့်။ဘလို့အခင်းချင်းတွေဆက်လက်ဖြစ်လာမလဲဆိုတော့ဆက်လက်စောင့်ကြည့်လိုက်ကြရအောင်ပါခင်ဗျာ။ လာမယ့်နေ့မှာလည်းထူးခြားတဲ့အကြောင်းအရာတွေရှင်ကျွန်တော်တို့ channel ကထပ်မံတင်ဆက်ပေးမှာဖြစ်လို့အားပေးကြပါဦးခင်ဗျာဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲလာမယ့်နေ့ဒီမှာလည်း MMA လောကနဲ့အားကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ပါသေးတယ် subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာအားလုံးပဲတာရဲ့ပျော်ရွှင်မှုကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်းဆိုင်နေကြပါစေ